။ ED နဲ့ဆုံးတဲ့ buff တွေကိုဘယ်လိုမျိုးမှန်မှန်ကန်ကန်အတန်ထွက်ကြမလဲ။ ED နဲ့ဆုံးတဲ့စေကလုံးတွေမှာဆိုလို့ရှိရင်တော့အတန်ထွက်၃မျိုးထွက်လို့ရပါတယ်။ပထမအဆုံးတစ်ခုကတော့ letter T ရဲ့အတန်လေးဖြစ်တဲ့နောက်တစ်ခုက letter D ရဲ့အတန်လေးဖြစ်တဲ့ dot နဲ့အာနောက်ဆုံးတစ်ခုကတော့ it ဆိုတဲ့အတန်လေးထွက်လို့ရပါတယ်။အဲတော့အဲ့ဒီသုံးခုတည်းကအလွယ်ဆုံးတစ်ခုကိုမြေဖြာအရင်ဆုံးပြပြပေးပါမယ်။ပထမအဆုံးတစ်ခုက it ဆိုတဲ့အသံလေးထွက်တာပေါ့နော်အဲ့တော့ it ကိုဘယ်နေရာမှာထွက်လဲဆိုတော့ letter t နဲ့ဆုံးလို့ ed ပေါင်းတဲ့အခါဒါမှမဟုတ် letter d နဲ့ဆုံးလို့ ed ပေါင်းတဲ့အခါမှာ it ဆိုတဲ့အသံလေးထွက်ပါတယ်ဥပမာ I uh, want ဒါဆို a n t want want ကို ed ပေါင်းလိုက်တဲ့အခါ wanted need need ကို ed ပေါင်းလိုက်တဲ့အခါ needed ဒီလိုမျိုးထွက်ရပါတယ် โอเคနောက်တစ်ခုနောက်တစ်ခုကတော့ letter t ရဲ့အတန်လေးထွက်တဲ့အခြေအနေပါ letter t ရဲ့အတန်လေးကိုတော့ ed နဲ့ဆုံးတဲ့ buff တွေမှာအဲ့ ed ရဲ့အရှိမ voiceless sound တွေရှိနေတယ်ဆိုလို့ရှိရင်အ t ရဲ့အတန်လေးထွက်ပါမယ် voiceless sound ဆိုတာကဘယ်လိုမျိုးစကားလုံးတွေကိုပြောရလဲဆိုတော့ဥမာအတို့အက sh ဒီလိုစကားလုံးတွေအတန်ထွက်တွေရှိနေတယ်ဆိုလို့ရှိရင်တော့ letter t ရဲ့အတန်လေးထွက်ပါတယ် ဥမာအာ TAPPED tact tact ဒီလိုစကားလုံးတွေရှိတယ်။ Now LIKED 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 ဒီလိုစကားလုံးတွေဆိုရင် T ရဲ့အတန်းထွက်ပါတယ်။ နောက်ဆုံးတစ်ခုကတော့လက်ဒါ D ရဲ့အတန်ထွက်တဲ့ဒက်ဒက်ဒက်ထွက်တဲ့အခြေအနေပါလက်ဒါ D ရဲ့အတန်ကတော့သူကစောနာရုံကနေပြောင်းပြန်ပါတော့နော်သူစီမှာ voice sound တွေအာ ED နဲ့စုံတဲ့စကားလုံးက ED ရဲ့အရှိမှာ voice sound တွေရှိနေရဆိုလို့ရှိရင်တော့ဒက်ဒက်ဒက်အဆောင်တွေထွက်ပါတယ် voice sound ဆိုတာဘယ်လိုဟာမျိုးတွေခေါ်ရလဲဆိုတော့လက်ဒါ B ရဲ့အတန် B လက်ဒါ G ရဲ့အတန် G letter v ရဲ့အတန် verb တို့အဲဒီလိုစကေလုံးတွေပေါ့နော်အစရှိရဲ့စကေလုံးတွေဆိုလို့ရှိရင်တော့ letter d ရဲ့အတန်လေး d d d ဆိုပြီးတော့ထပ်ပါတယ်ဥမာဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့ robbed robbed r o b b e d robbed ဒီလိုမျိုးထပ်ပါတယ် နောက်တစ်ခုကတော့ဥပမာကိုကအာ clean ပေါ့နော် C L E A N clean clean ဆိုရင်လည်းအနောက်ကစကားလုံးကို white sound လို့သတ်မှတ်တယ်အဲ့အတွက်ကြောင့် cleaned ဆိုပြီးတော့ထွက်ရပါတယ်အားလုံးတော့တွေ့မှာလို့မျှလင့်ပါတယ် see you in the next video bye bye